မင်္ဂလာပါရှင်။လာရိပ်ပြရဲ့ Healthy Recipes အစီအစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့မျှဝေပေးမယ့်ဟင်းချက်နီလေးကတော့ကင်းမွန်ကိုစီပြန်ချက်ပြပေးမှာဖြစ်ပါတယ်ရှင်။စားစမင်းနဲ့ထားတဲ့ကင်းမွန်အစင်းနဲ့လောက်ထားပါရစေ။ကျက်သွန်ဖြူအနီနဲ့ငရုတ်သီးအပွားတောင်ကိုသေချာညက်နေအောင်ထောင်းထားပါရစေ။ဒါကတော့ high temperature နဲ့ လက်တင်ထောက်ထားတဲ့ခရမ်းကျင်သေးဖြစ်ပါတယ်။ဒဲဥထဲမှာ စီထည့်ထားပါတယ်။ထုံးစံအတိုင်းမဲမီးကိုအပူအပြင်းမသုံးပါဘူး။မီးဖြည်းဖြည်းလေးနဲ့ပဲချက်မှဖြစ်ပါတယ်။အိုးရဲကိုထောင်းထားတဲ့ကြက်သွန်အဖြူအနီနဲ့ငရုတ်သီးကိုထည့်ထားပါမယ်။စီပူမမထည့်ဘူးเนาะတခါတည်းထည့်ပြီးတော့စီကို မီးအေးလေးနဲ့အချိန်ပေးပြီးတော့သေချာစီးတတ်ပါမယ်စီရဲ့ smoking wine ကို မကြော်အောင်သတိထားပြီးတော့အပူချိန်150 degree celsius မှာပဲထားပြီးတော့ချက်ပါတယ်ကျမရင်းနဲ့ညီညွတ်အောင်ချက်နိုင်မှုအတွက်ကဟင်းကိုင်နာအစာအရေးကြီးပါတယ်ဒီကင်းမွန်ဆိုရင် ော်မလင်ပါနေမှာဆိုတဲ့အတွက်ကြောင့်မို့လို့သူ့ကိုစားရည်နဲ့အရင်စိမ့်ပါတယ်စားရည်နဲ့10မိနစ်15မိနစ်စိမ့်ပြီးတော့မှတခါရှာလကာရည်နဲ့တခါထပ်ပြီးတော့10မိနစ်15မိနစ်ထပ်စိမ့်ပါတယ်စိမ့်ပြီးတော့မှသူ့ကိုရေသက်နဲ့ပြန်စေးပြီးတော့မှသေချာကင်ပြီးတော့စားစနွဲနေပါတယ်စာရည်တို့ရှာလကာရည်တို့ကဖော်မလင်ကိုတော်တော်များများထုတ်ပြပေးနိုင်စွမ်းရှိပါတယ်။ ခုအချိန်ပေးပြီးစီးသလိုက်တာကြက်ကွန်လေးတွေကနွမ်းလာပြီးတော့စီးတက်တဲ့အနံလေးမွေးလာပါပြီမီးကိုလုံးဝ high temperature မသုံးပါဘူးအချိန်ကတော့တော်တော်လေးကိုပေးရပါတယ်ဒါမဲ့လည်းကျမကြီးအတွက်ဆိုတော့လေမြန်မြန်မလုပ်တော့ပဲနဲ့ဒီအချိန်ပေးပြီးတော့ပဲသေချာအစိတ်တောက်တွေမပါအောင်ကင်ဆာဖြစ်စေတဲ့ဓာတ်တွေမထွက်လာအောင်ဂရိထားပြီးတော့ပဲချက်ပါတယ်လက်တင်ဖယ်ထားတဲ့ခရမ်းကျင်သီးကို အနှစ်ကိုထည့်ပါပြီ။ညဉ့်ညင်သည့်အနှစ်က high temperature နဲ့စိတ်ထုတ်ထားတဲ့အနှစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တခါတည်းအစတည်းကထည့်မချက်တော့ပါဘူး။သူကကြက်ပြီးသားဆိုတော့ခရမ်းညင်သည်ကိုနောက်ဆုံးမှထည့်ပါတယ်။ဟင်းချက်တဲ့တေဟိုးကလည်း forever chemical ပါတယ် teflon coat လုပ်ထားတယ် non stick တဲ့အိုးတွေကိုမသုံးပါဘူး။တတ်နိုင်သမျှကစတီးအိုးကိုသုံးပါတယ်။အစိတ်တောက်တွေမထွက်နိုင်တဲ့စတီးအိုးကိုသုံးတာဖြစ်ပါတယ်။ကင်းမွန်ထည့်ပါပြီ။ကင်းမွန်ကအရင်ကြာကြီးချက်စရာတော့မလိုပါဘူး။ပြီးပြင်းပြင်းနဲ့ဆိုရင်တော့ခဏလေးဆိုရင်သူကကြက်ပါတယ်။အခုကတော့ ကန်ဆာဖြစ်မဲ့ဓာတ်တွေထွက်လာမှာဆိုးတဲ့အတွက်ကြောင့်မလို့မီးကိုမီးဖြည်းဖြည်းလေးနဲ့ပဲချက်တဲ့အတွက်အချိန်နည်းနည်းပေးရပါတယ်။ဖုံးခဏဖုံးထားပါမယ်။မီးအေးလေးနဲ့ချက်တာလေအိုးကတာမျိုးလည်းပဲတော့မှမဖြစ်တဲ့အတွက်အိုးတူးလို့ဆေးရတဲ့ဒုက္ခလည်းမရှိပါဘူး။ပြီးတော့ညှော်နှံ့လည်းသူကတအားကြိုင်းကောင်းနေအောင်မထွက်တဲ့အတွက်ကြောင့်မလို့ညှော်နှံ့ရှူရတဲ့ဒုက္ခလည်းမရှိပါဘူး။ ကင်းမောင်ကတော့သူအရေထွက်တဲ့အတွက်ကြောင့်မို့လို့ရေထထဲစရာမလိုပါဘူးသူ့အရေးနဲ့ပဲသူချက်လို့ရပါတယ်စားနည်းနည်းထည့်ပါမယ်မြေုပ်တီးထောင်းထားတော့ကစားပါလို့စားကိုလျှော့ထားတာပါခင်မောင်ကလည်းအငံတတ်ပါတဲ့အတွက်ကြောင့်မို့စားအများကြီးထည့်စရာမလိုပါဘူး စိတ်တောက်ဖြစ်မဲ့ဓာတ်တွေကိုဖယ်ထုတ်ပြီးတော့ဥပကင်းအောင်ချက်ထားတဲ့ကင်းမွန်ဟင်းလေးရပါပြီ။နောက်ထပ်ကျန်းမာရေးဟင်းချက်နည်းအစ်စ်တွေကို ကြည့်ဖို့ follow လေးလုပ်ထားပေးပါအောင်နော်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်။